မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ထိုင်းမြန်မာနယ်စပ် တေဘောဘုံစစ်ကောင်းစီတပ်စခန်းကို KNL ပူးပေါင်းတပ်များကဇွန်လ3ရက်နေ့ညနေပိုင်းမှာတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ2ရက်နေ့ကစတင်ပြီးတော့စစ်ကောင်းစီတပ်ရဲ့တေဘောဘုံစခန်းကို KNL ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာဇွန်လ3ရက်နေ့မှာတိုက်ပွဲတွေအလွန်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်းစီကလေရင်များနဲ့ကောင်းလျှောက်စိုးတလုံးဘုံကျဲခုခံခဲ့တယ်လို့သိရပါတယ်။ယခုကအဲ့ဒီစခန်းကစစ်ကောင်းစီတပ်ဖွဲ့ဝင်းနေဟာအလံဖြူထောင်းလက်နက်ချသွားပြီဖြစ်တယ်လို့သိရပါတယ်။စခန်းကိုရသွားပါပြီ။စ ခန်းကိုဦးစီးတဲ့ရရှိအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးအလံဖြူထောင်းလက်နက်ချသွားတယ်။မနိုင်မန်းတီတော့မှလက်နက်ချကြတာလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားပါဗျ။စစ်ကောင်စီတပ်ရဲ့တေဘောဘိုးတပ်စခန်းကိုတော်လိုင်းတပ်များကရရှိသွားပြီဖြစ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တပ်စခန်း၄ခုသာကျန်ရှိတော့ပြီ။အဲ့ဒီစခန်းတွေကတော့ဥက္ကဋ္ဌဝေါ်လီဘျူဟာဂုံတီတဲလေစခန်း ထိကပလဲစခန်းတို့ဖြစ်တယ်လို့သိရပါဗျ။ KNU ကမက်လာအေပီလာနဲ့မေလာအတွင်းဒီမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပူလူတူခလဲဒင်းတခေါပီခွေမော်ဖာတူစခန်းတာလဲစခန်းမြောင်မေလာဗလဲတို့မော်ခီဘရင်အောင်စခန်းကုန်းကနဲလေးစခန်းနဲ့ရွှေအင်းမြိုင်တပ်စခန်းကုန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးတော့ဇွန်လ3ရက်နေ့မှာတေဘောဘိုးစခန်းကိုရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။2022ခုနှစ်မေလအတွင်းကလည်း ်သေဘောဘုံစခန်းကိုကော့ပရာစစ်ကြောင်းနဲ့ဘိုအယ်ဆေးဝါဥဆောင်တဲ့တော်လိုင်းတပ်များကပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းရတော့ကရင်နီပြည်နယ်ဘောလက်ခဲမြို့မှာရှိတဲ့စစ်တပ်ရဲ့ရေနီပေါက်ဘျူဟာစခန်းကုန်းကိုကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြေပြင်စစ်ရေးတရင်ချလာရာမေလ22ရက်နေ့မှာစစ်ကောင်စီရဲ့ရင်းနီပေါက်ဗျူဟာရဲ့ကာကင်းစခန်းတစ်ခုကိုကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ပြီးတဲ့နောက်ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အသေးစိတ်အချက်လက်ကိုမရသေးပေမဲ့ကျွန်တော်သိရတဲ့လောက်ကတော့ရင်းနီပေါက်ကိုကြော်သွားပြီလို့ပြောလို့ရပါတယ်။ချန်စီယိုထဲမှာပေါ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့အလုံလုံနေပါတယ်လို့ ဗိုလ်မှူးကြီးဖုံးနိုင်ကဗော်လခဲမျိုးစီရေးအခြေအနေကိုသတင်းပေးဖို့ပြောကြားထားပါတယ်။စစ်ကောင်စီရဲ့စခန်းများကိုဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက်လက်နက်ခဲရလိုမျိုးရုပ်ဝတ္ထုလိုအပ်မှုတချို့ရှိနေတယ်လို့၎င်းကဆက်လက်ပြောပါတယ်။ရင်းနှီးပေါက်မှာစုစုပေါင်းစစ်ခွေးအင်အားက200လောက်ရှိတယ်။ ကာကင်းကတခုတည်းနဲ့မဟုတ်ဘူး၃လေးခုလောက်ရှိတယ်အဲ့ဒါတွေကိုစက်သိမ်းမှရေနီပေါက်ကိုရတာလို့ KNC ရဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်ရေနီပေါက်ဘူဟာစခန်းကုန်းသိမ်းတဲ့တိုက်ပွဲမှာမေလ30ရက်နေ့အထိကာကွယ်တပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်းလည်းသိရပါတယ်ရေနီပေါက်ရွာဟာဘောလကန်းမြို့ရဲ့တန်လွင်မြက်အရှိတ်ကမ်းမှာရှိတယ်လို့သိရပါတယ် ဘောလက်ခဲမြို့နယ်မှာစစ်ကောင်စီရဲ့တပ်စခန်း၅ခုကိုသိမ်းပိုက်ထားပြီးဖြစ်ကစစ်သားအယောက်60ကျော်တင်ဆောင်ပြီးစစ်တုံးမှန်းတချို့ကိုလည်းဖမ်းဆီးရမိကလက်နက်မျိုးစုံအလက်40နဲ့ခဲယမ်းများကိုရရှိထားတယ်လို့ကရင်ပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ရဲ့ AP လ၂ရက်နေမှာကြေညာထားပါတယ်စစ်ဘက်သတင်းများအရဘော်လခဲမြို့ပြင်ပမှာမိုင်းခန်းကာကင်းစခန်းကြံရှိနေသေးတယ်လို့သိရပါဗျ။ဘော်လခဲမြို့မှာစစ်ကောင်စီရဲ့အခြေကျစစ်ဗျူဟာအမှတ်၄နှစ်ကိုချင်းမြန်တက်ရင်ခမရ၄နှစ်ကိုခမရ၄၃၀နဲ့ ခလိုက်ရ33ခွန်အပြင်ရှမ်းပြည်နယ်အခြေစိုက်စစ်စီအကုတ်ကဲမှုဌာနချုပ်စကခနှစ်လက်အောက်ခံတိုင်ရင်တချို့အင်အားဖြည့်တင်းထားတယ်လို့သိရပါတယ်။အခုနှစ်ဖေဖော်ဝါရီလကစပြီးတော့ကရင်နီပြည်နယ်ဗော်လခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်လာနိုင်ကြောင်းကရင်နီတော်လိုင်းတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်တဲ့စာမှာမြို့နယ်လူထုဟာအ мян ဆုံးရွှေ့ပြောင်းပေးရန်စစ်ကောင်စီနဲ့မပတ်သက်ရန်အပါအဝင်စစ်ကောင်စီရဲ့တပ်စခန်းအနီးနားမှာမနေကြရန်တတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒိုင်းရရတဲ့စစ်သားတွေကိုစေးခွင့်မပေးဘဲခံစစ်ပြင်ခိုင်းတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်မူဘုံမူချုပ်ရဲလင်းအောင်ကိုတနက်နဲ့ပြစ်ခတ်ဖို့စူးစမ်းခဲ့တဲ့တက်ချက်ကြီးအပါအဝင်ရဲဘော်၃ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧရာဝတီတိုင်းငတိုင်းချောင်းခွာကားလမ်းမပေါ်မှာရှိတယ်။အမှတ်344အမြောက်တက်ရင်မှာဇွန်လတရက်နေ့ကခံစစ်ပြင်နေတဲ့အရာရှိနဲ့စစ်သည်တွေကိုအပေးစကားလာပြောတဲ့အချိန်မှာဆေးခွင့်မရလို့ဒေါသထွက်နေတဲ့တက်ချက်ကြီးနဲ့တပ်သား၂ယောက်ကဗိုလ်မှူးချုပ်ရဲလင်းအောင်ကိုပြစ်ခတ်ဖို့ကြိုးစားခဲ့တယ်လို့သိရပါဗျ။တက်တွင်းသတင်းရေးမြစ်ကဇွန်လ၂ရက်နေ့ကဒူတိုင်းမှုအပြစ်ခံရတယ်လို့သတင်းထွက်ပြီးမှတက်ချက်ကြီးနဲ့ရဲဘော်၂ယောက်ဖမ်းခံလိုက်ရတာပါ။ပြည်ထောင်နာကကာကင်းမှာဒဏ်ရာရလာတဲ့စစ်သားတွေကိုဆေးရုံမပုတ်ဘဲနဲ့ခံစစ်ပြင်ကိုင်းလို့ မချေနဲ့တာကနေစတာပါ AWD မှာကတက်ကသေးတာတွေရောဒဏ်ရာရတာတွေကိုမြင်လို့တော့မကောင်းဘူးလို့ရှင်းပြထားပါတယ်အရခတက်တော် AA နဲ့တော်လိုင်းပူပေါင်းတက်တွေဟာပြီးခဲ့တဲ့ February လကစပြီးတော့အမှတ်344အမြောက်တက်ရင်းကိုတက်ခတ်ခဲ့ရောစစ်တက်ရေပြည်သူစစ်အဖွဲ့ပူပေါင်းခုခံခဲ့ပေမဲ့အရှိကာကင်းတွေအကုန်ကျပြီးတဲ့နောက်အမြောက်တက်ရင်းမှာခံစစ်ပြင်နေရတာလို့တက်ရင်းနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်အမတ်344မှာဒုဗုံမှုကြီးအဆင့်အထိကိုကျတာဗျရှေ့တန်းကာကင်းတွေ AA ကရထားတယ် ်ဒဏ်ရာရတဲ့စစ်တီတွေလည်းမနေဘူးအမှန်ဆိုရင်ဒဏ်ရာရတဲ့စစ်တီတွေကိုပသိမ်မှာရှိတဲ့စစ်မြေပြင်စစ်တပ်ရဲ့လေးကိုပို့ရမှာ အဲ့ဒါကိုဒူတိုင်းမူကဈေးရုံမပုတ်ဘဲနဲ့ခံစစ်ပဲလိမ့်ပြီးတော့ပြင်ကိုင်းနေတယ်စိတ်ကူမပုတ်တဲ့အပြင်ရိတ်ခါပါမပေးလို့မခံမရနိုင်ဖြစ်ပြီးတော့အခုလိုတွေတတ်ဖို့အထိဖြစ်တာလို့ပြောပြထားပါတယ်ဒူတိုင်းမူဘုံမူးချုပ်ရဲလင်းအောင်ပြစ်ခတ်ခံရလားဆိုတာနဲ့ပတ်သက်ပြီးတော့စုံစမ်းနေဆဲဖြစ်ပါတယ်ဒါအပြင်ဒူတိုင်းမူပြစ်ခတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အတီးပြူနိုင်ဖို့အတွက်စစ်ကောင်စီလက်အောက်ခံ AOD တိုင်းစီးပွားရေးဝန်ကြီးမောင်မောင်တန်းကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့မေးမြန်းပေမဲ့အဆက်အသွယ်မရသေးဘူးလို့ပြောပါတယ် 2025ခုနှစ်ဇန်နဝါရီလကစပြီးတော့အရခတက်တော် AA ကတော်လိုင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဘကိုးမကွေးနဲ့အေယာဝတီတိုင်းမှာစစ်မျက်နှာတွေကိုဖွင့်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ PDF gate ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သားအယောက်20ထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ၂ရက်နေ့မနက်၆နာရီခွဲအချိန်ကမှမြင်းညာမြို့နယ်လဲတိပြူစောတိရွာကစစ်သားနဲ့ပြူစောတိများပူးပေါင်းထားတဲ့အင်အားအယောက်80ခန့်ပါတဲ့စစ်ကြောင်းဟာတူရင်းမို့ရွာအနီးမှာရှိတဲ့ PDF တပ်ဖွဲ့ဂိတ်ကိုဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်ပိတ်တိုက်ပွဲဟာညနေ9နာရီလောက်အထိကိုတနေကုန်နီးပါတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သားနဲ့ပြူစောတိအယောက်20ထက်မနည်းသေဆုံးက PDF ရဲဘော်တအူးကြဆုံးခဲ့ပြီး6ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ရဲ့ဂိတ်စခန်းကိုအဲ့ဒီကောင်တွေကဝင်စည်းတာ ကျွန်တော်တို့ကဂိတ်ကိုအသွာစစ်ခွေးတွေနဲ့ထိတ်တိုက်တွေ့တော့အဲ့ဒီမှာစပြီးတော့ပွဲဖြစ်တာတဏီကုံကြာသွားတယ်ညနေရောက်တော့မှမြင်းညာမျိုးပေါ်ကနေစစ်ခွေးက၃စီးလာမှပြန်ပြီးတော့နောက်ဆုတ်သွားတာပါလို့အညာဒေတာတော်လိုင်းအင်အားစုကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုအညာဒေတာတော်လိုင်းအင်အားစုရွှေချန်သားပြောက်ကြားတပ်ဖွဲ့နဂနီပြောက်ကြားတပ်ဖွဲ့မြင်းညာ MP9 PDF ပြည်သူ့ကျယ်တဝင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းညာမြို့နယ်ပတ်ကပါမြင်းညာခရိုင် drone တပ်ဖွဲ့မြင်းညာခရိုင်တိုင်ရဲနဲ့ Wolf Guerrilla Force အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ကိုကိုစုပြူစောတိရွာကတရက်တီးထွက်ောက်တဲ့ပြူစောတိများကိုပြစ်ခတ်တိုက်ခဲ့ရပြူစောတိ၃ဦးတေဆုံးပြီးတော့တနက်တလက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ၂ရက်နေ့မွန်းလွဲ၂နာရီ၄၀မိနစ်ခန့်မှာပေါ့မြို့နယ်မြောက်ပိုင်းကိုကိုစုပြူစောတိရွာက တရသီးကောက်ရံထွက်လာတဲ့ပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့များကကင်းမုံဝစ်ပြီးတော့ဆောင်းဆိုင်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာကိုကိုစုပြူစောထီးရွာကပြူစောထီး၃ဦးသေဆုံးသွားပြီးတော့၎င်းတို့ကင်ဆောင်တဲ့ AK-47 တနက်တလက်26တောင်းတို့သိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။တိုက်တာကတော့မုံလွဲ2နာရီ40မိနစ်လောက်ကပါပြူစောထီးတွေထွက်လာတာကအင်အား6ဦးပါပြူစောထီးတွေဘက်ကတော့ပြန်လည်ပြစ်ခတ်တာတွေရှိပါတယ်။ ပြူစောတီ၃ောင်ဒေသွားတယ်ပြူစောတီအမျိုးသမီးတအူးလဲပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ຫນွေဦးညီနောင်ပြောက်ကြားတပ်ဖွဲ့ကဗိုလ်တေဇာကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုຫນွေဦးညီနောင်တပ်ဖွဲ့ BLY ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ပောက်ပါကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ၂ဦးကိုတပ်ဖြတ်ပြီးတော့ကလင်းငယ်များအပါအဝင်ပြည်သူ၁၆ဦးကိုဖမ်းဆီးထားတာ ပေါင်းနဲ့ချီတဲ့ပြည်သူများဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ31ရက်နေ့မှာကံဘလူမြို့နယ်ချက်တင်းတိုင်နယ်အတွင်းကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကံကြီးရွာအနောက်ကုန်းကိုစစ်ကြောင်းထုံးဝင်ရောက်လာပြီးတော့အသက်40အရွယ်ကိုသိန်းထွေးနဲ့အသက်20အရွယ်ကိုစီယာထွန်းတို့နှစ်ဦးကိုရရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့အသက်9နှစ်နဲ့10နှစ်နဲ့11နှစ်အရွယ်မိန်းကလေးငယ်3ဦးအပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးသွားတာက လက်ရှိအချိန်ထိပြန်လည်ပေးခြင်းမရှိသေးဘူးလို့သိရပါဗျ။အသက်ခံရတဲ့သူတွေကအသက်40နဲ့အသက်20အရွယ်တွေပါဖမ်းသွားတဲ့ပြည်သူတွေရဲ့အခြေအနေတွေလည်းဘာမှထပ်ပြီးတော့မကြားရသေးဘူး။လက်ရှိစစ်ပေးဆောင်ပြည်သူတွေကမိုးရင်းဆိုတော့အတော်လေးကိုအခက်အခဲရှိနေပါတယ်။အဓိကလိုအပ်တာကစားတောက်ကုန်အမိုးအကာနဲ့အခြေခံစည်းဝါးတွေလိုအပ်နေပါတယ်လို့ကျွန်းလတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဇွန်လ2ရက်နေ့ညနေ3:00ခန့်မှာကိုရောင်ဖို့စစ်တပ်အထိုင်းစခန်းကနေထွက်လာတဲ့အကြမ်းမှစစ်တပ်စစ်ကြောင်းဟာ မိတ်တလင်ဂုံးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးတော့အဲ့ဒီနေ့မွန်လယ်၃နာရီခွဲအချိန်ကမှချက်တင်းတိုက်နယ်အထိုင်စခန်းကနေထွက်လာတဲ့အချမ်းဘတ်စစ်သားနဲ့ပြူစော်တီများပူးပေါင်းထားတဲ့အင်အားအယောက်တရာခန့်ဟာလဲဥကင်းကြည်ရွာကနေတစဉ်နှောကုန်းရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းနှစ်ခုစလုံးဟာပြည်သူများကိုပြစ်ခတ်ဖမ်းဆီးပြီးတော့နှောကုန်းရွာဇီးကုန်းရွာနဲ့ပေါတော့ရွာတို့ကိုလဲ drone နဲ့ဘုံဒီတုံးလုံးကျဲချတိုက်ခိုက်ခဲ့ရပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗါးဒါအပြင် ်မေလ18ရက်နေ့ကကံဘလူမြို့နယ်ကိုးတောင်ဘုတ်နယ်ချက်တင်းကြီးရွာတို့မှာအထိုင်ချထားတဲ့စစ်တပ်စခန်းများကစစ်ကြောင်းနှစ်ကြောင်းဟာလေကိုးတောင်ဘုတ်တိုက်နယ်နဲ့ချက်တင်းတိုက်နယ်တို့အတွင်းမှာရှိတဲ့ကြီးရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးတော့တင်တော်ရွာမှာစစ်ကြောင်းတစ်ခုပြန်လည်ပူးပေါင်းကအင်အား200လောက်နဲ့ယနေ့အချိန်ထိကိုအထိုင်ချတပ်ဆွဲထားကပြည်သူပိုင်လှဲတွေနွားတွေနဲ့အဖို့တံပစ္စည်းတွေကိုခိုးယူတဲဆောင်နေတယ်လို့သိရပါဗျ။အခုလိုမျိုးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများဟာပြည်သူကာကွယ်တပ်ဖွဲ့ ဲများကခုခံတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဘက်ကလည်းထိခိုက်သေးဆုံးမှုတွေများပြားနေတယ်လို့သိရပါဗျ။ကန့်ဘလူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပြူစောတိများကစစ်ကြောင်း၄ကြောင်းခွဲပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေမှုကြောင့်ကံကြီး၊ဦးကင်းကြီး၊ပေါ့စိန်ကုန်း၊တင့်တော်၊အလဲကုန်း၊လွင်ကြီး၊ဇော်ချောင်းအောက်တဲဝတ်တဲအင်းတင်မော်ညိုပင်ရှိုးနှောကုန်းပေါကုန်းနဲ့ဇီးကုန်းရွာတို့ကပြည်သူတပေါင်းခန့်ဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်နေရက်ကိုစွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူများဟာ ရက်20နီးပါးကြာမြင့်လာပြီဖြစ်ပြီးတော့မိုးရင်းကာလဖြစ်တဲ့အတွက်မွေဆိုးအန်ဒီရယ်စိုးရင်ရတဲ့အရက်ဒေသဖြစ်တဲ့အတွက်ပြည်သူများဟာနှစ်ထပ်ကွန်းဒုက္ခကြုံတွေ့နေရတယ်လို့သိရပါဗျ။မိုးကလည်းအဆက်မပြတ်ရွာသွန်းနေတဲ့အတွက်စစ်ဘေးရှောင်ပြည်သူများဟာနှာစေးချောင်းဆိုးခြင်း၊ရာသီတုပ်ကွေးရောဂါဖြစ်ပွားခြင်းကြုံတွေ့နေရပြီးတော့အရေးပေါ်ဆေးဝါးအမိုးကနဲ့အစာတောက်များအရေးပေါ်လိုအပ်လျက်ရှိတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကအတည်ပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ